Facebook မှာဆိုတော့လေကိုရီးယားကျဘလူဇာတာပါလဲဆိုတော့ထန်းသီးကြွေကကြီးနှင်းကြိုက်လေးတွေနည်းနည်းဖြစ်တတ်တာလေးရှိရဲ့အဲ့လိုမျိုးလေးတွေပေါ့နော် social media ပေါ်မှာအရန်ကြီးဖြစ်တဲ့ဟာတွေပေါ်မှာအရန်ကြီးစိုက်လိုက်မှမာကြီးတွေဟိုဆဲတာဆိုတာကြီးတွေတော့မလုံးစေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ်ဆဲလို့မဟုတ်ဘူးနော်သူများကိုဆဲလဲကိုကြည့်နေတာအစင်မပြေဘူးပေါ့နော်ဟိုဘာဖြစ်လို့ဆိုတော့အလကားနေအလကားအခုတော့ ဝင်မယူစေချင်ဘူးမနော်ဟုတ်တယ်ကိုကကိုခွေတဲ့တင်ပြီးဝင်ခွေလိုက်ပြီးလို့ရှိရင်အစဲခါလိုက်ကိုကဟိုကဆိုပြီးပြောလိုက်အစဲခါလိုက်ဆိုတော့အေးငါမပြောတာပဲကောင်းပါတယ်လို့ပြောဆိုကိုပြောတဲ့အခါကျရင်သူတို့တွေကကိုကိုခွဲချက်စိတ်ပြပြီးတော့စာတွေအများကြီးရေးလိုက်တဲ့အခါကျဟဲဒါအရင်ကိုလေးနှစ်သွားတယ်ပေါ့နော်ကိုလည်းအရင်တော့လိုပဲသိရမလားကိုလည်းအရင်တော့ဆိုလဲဒါခက်ဆက်ဆက်ပါကိုဒီလိုပြောခဲ့ဆိုခဲ့တာတွေအထာတွေအများကြီးရှိပါတယ်ဒါပေမဲ့လည်းအခုချိန်မှာလူတွေရဲ့စိတ် တက်စိတ်အခန့်လေးတွေကနည်းနည်းလေးတွေ sensitive ဖြစ်လာတဲ့အခါကျတော့ကိုကိုတိုင်းနဲ့ဆင်ကြရမှာဆိုတာသိတဲ့အတွက်ကြောင့်မလို့ထားလိုက်တော့ရဟုတ်တယ် social media ကိုအပြောသဘောနဲ့လည်းမသုံးချင်တော့အတီသဘောနဲ့လည်းမသုံးချင်တော့ဘာနဲ့မှလည်းမသုံးချင်တော့ပြီးတော့ကိုကိုတိုင်းကလည်း social media မှန်သမျှအောင်ကိုက monetization နဲ့ပတ်စံရှာနေတဲ့လူလည်းမဟုတ်ဘူးဘယ်မဟာမ monetization လည်းမရှိထားဘူးဘယ်အကောင့်မှလည်းပတ်စံဝင်အောင်လုပ်ထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့တဖြည်းဖြည်းနဲ့တကယ်အမှန်တမ်းပြောရလို့ရှိရင်လုံစားကင်စားရတာလည်းမပျော်တဲ့အတွက်ကြောင့်မလို့မလုပ်ဖြစ်တာလည်းများပါတယ် အဲ့လိုမျိုးဆိုပြီးတော့လည်းလူတွေကအဲ့လိုမျိုးအလုံးမလုံးပဲနဲ့အဆင်မပြေတာမှမြင်နေရမှသူတို့တွေကကျေနပ်ကြတာဆိုတော့လေဒါပေမဲ့ဟိုကိုနေတောင်းနေပါတယ်အဆင်ပြေပါတယ်ဟုတ် ီနေ့ပွဲကဒါ L'Oreal Maybelline တို့ကိုမြန်မာပြည်မှာအရင်ဆုံးမိတ်ဆက်ပေးခဲ့တဲ့မြန်မာပြည်ရဲ့အလှကုန်ထဲမှာတကယ် Pioneer ဖြစ်တဲ့ Lasos ကနေပြီးတော့နောက်ထပ်ဒီ Cooler ဆိုတဲ့ brand ကိုမိတ်ဆက်တဲ့အခါမှာကိုရီးယားလည်းတကယ်ဒီလိုမျိုးပစ္စည်းကောင်းပစ္စည်းမှန်ဆိုတော့ဝင်ရရတာပေါ့ရှင်အာပေးရတဲ့ပစ္စည်းတေးရတဲ့တံပိုးနဲ့ရတဲ့ပစ္စည်းနဲ့ပြီးတော့သူတို့စီမှရွေးချယ်စရာအထူးသဖြင့်အာနှက်ခန်းကြီးပေါ့နော်အခုဆိုလို့ရှင်နှက်ခန်းကြီးကိုဆိုတဲ့အခါမှာနှက်ခန်းကြီးကိုပဲပါနီလို့ပြောဆိုကြအခုဒီနေ့ကကိုလည်းအဲ့လိုပဲဆိုလာဆိုတော့လေနှက်ခန်းကြီးနဲ့ပါနီနဲ့ရော တထောင်နဲ့ဝယ်လိုက်အဆင်ပြေသွားပြီးသွားပြီ eye shadow လည်းနှစ်ခန်းနေပဲအနှစ်ခန်းနေတထောင်နဲ့အခုက makeup ပြင်လို့အကုန်ပြီးသွားတာလေအဲ့လိုမျိုးဆိုတော့အာဟိုရွေးချယ်စရာလေးလည်းများတယ်ဆိုတော့ချစ်ဖို့ကောင်းပါတယ် brand လေးကဟုတ်တယ်ဈေးနှုန်းဈေးနှုန်းလေးလည်းတတ်တာတယ်ဝယ်ရတာဘာပဲပြောပြောလေဟို budget friendly အမျိုးစုံတောင်းလို့ရအာအာရင်ညမပြီမှာလဲအရင်အရင်အရလိုပဲဒီလိုမျိုးအာ product တွေကို အာ product ကောင်းကောင်းတွေကိုမြန်မာအမျိုးသမီးတွေကိုမိတ်ဆက်ပေးခဲ့တဲ့အတွက်ကြောင့်မလို့ဆက်လက်ပြီးတော့မြန်မာအမျိုးသမီးတွေလှဖို့အတွက် coolers ကလည်းဆက်ပြီးတော့ပံ့ပိုးပေးနိုင်ပါစေလို့စတင်မိပါတယ်။အဲ beauty နဲ့ wellness ဆိုတော့လေဒါတော့တကယ်တမ်းပြောလို့ရှင်တော့ကျမ်းမာကျမ်းမာမှုပေါ့ကျမ်းမာတန်ဆွမ်းကျမ်းမာရေကောင်းမှသာလျှင် လှနိုင်မှာပေါ့နော်မကျမ်းမာပဲနဲ့လှဖို့ဆိုတာမဖြစ်ဘူးဆိုတာအလှအပနဲ့ကျမ်းမာရေးဆိုတာကဒါဒီ brand လေးရဲ့အတိတ်ကဟာလေးပေါ့အဲ့တော့သူတို့ဆီကရှိတဲ့ပစ္စည်းတွေကလည်းဒါကျမ်းမာရေးအတွက်နဲ့အာကျမ်းမာရေးအတွက်စိတ်ချရတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးတွေသုံးထားတယ်ဆိုတာမျိုးပေါ့ဟုတ်အထူးသဖြင့်နော်အခုလိုမျိုးအချိန်မှဆိုလို့ရှိရင်ရွေးချယ်စရာပစ္စည်းတွေအာနည်းနည်းလေးအာဘယ်လိုပြောမလဲရှားပါလာတာလည်းပါတယ်ပြီးတဲ့အခါကျလို့ရှိရင်ဈေးကွက်ထဲမှာလည်း အာပစ္စည်းပေါင်းစုံပုံစံပေါင်းစုံနဲ့ဝင်လာတဲ့အခါမှာရွေးကိုတုံးတဲ့လူကလည်းလေရွေးချယ်ဖို့မှန်ကန်ဖို့လိုတာပေါ့နော်အဲ့တော့ဒီလိုမျိုးပစ္စည်းကောင်းတွေ brand ကောင်းတွေလာလာညွှန်ပေးနေတဲ့လူတွေတကယ် Facebook မှာလည်း blogger တွေရောတခြားလူတွေရောအကုန်လုံးရှိတယ်ဒီကနေကြည့်ပြီးတော့တကယ်ဟိုအတွက်တင့်တော်တယ်မတင့်တော်ဘူးကိုအတွက်တကယ်ကောင်းတယ်မကောင်းဘူးကိုနဲ့အဆင်ပြေတယ်မပြေဘူးဆိုတာတော့ဒါကတော့တုံးတဲ့လူကိုယ်တိုင်ကိုယ့်ရဲ့အာဟိုဟာလေးနဲ့ပေါ့နည်းနည်းဟိုစဉ်းစားဆင်ခြင်ပြီးတော့သုံးစေချင်ပါတယ်လို့ ဟုတ်ကဲ့ပါအဲဟုတ်တော့ women dance ဆိုပြီးတော့ဒီ beauty blogger ဖြစ်ပြီးတော့ဒီကို share သမျှတဲ့မှာဘယ်တော့မှပြဿနာတက်ခဲ့တဲ့ brand ဆိုတာမရှိခဲ့ဘူးဘယ်တော့မှအာဘယ်သူ့မှာဒုက္ခရောက်ခဲ့တဲ့ brand ဆိုတာမရှိခဲ့ဘူးဘာလို့ဆိုကိုကိုတိုင်းမတုံးတဲ့ဟာမှန်သမျှအောင်ဘယ်ဟာကိုမှလည်းမကြောညာဘူးပြီးတဲ့အခါကျရင်အာ ဟိုကိုလုံးမဲ့ဟာပဲကိုလုံးပါတယ်ဟို beauty blogger တယောက်အနေနဲ့ social influencer တယောက်အနေနဲ့ social မှာပဲနေတယ် social media မှာပဲနေပြီးတော့ဒီဟာကိုလုံးဆရာရှိရပဲကိုလုံးတဲ့အတွက်ကြောင့်မို့လို့လဲဒီလိုမျိုး brand တွေနဲ့ရေရှည်လက်တွဲလို့ရတာပါဟုတ်ဟုတ်အော်ဒါတော့ရှင် Facebook မှာဆိုတော့လေကိုရီးယားကဘလူးဇာတာပါလဲဆိုတော့ထန်းသီးကြွေကကြီးနှင်းကြိုက်လေးတွေနည်းနည်းဖြစ်တတ်တာလေးရှိရယ်အဲ့လိုမျိုးလေးတွေပါနော်အာ ြောရမယ်ဆိုလို့ရှိရင်တော့အခုချိန်မှာအလုံးနားလဲတယ်ဘာလို့လဲဆိုတော့လူတွေရဲ့စိတ်တွေကလည်းမှန်တိုင်းပြောရင်ဒါတကဘာလုံးနဲ့ဖြစ်နေတဲ့အရာเนาะတကဘာလုံးမှာအကုန်လုံးကဒါစီးပွားရေးတွေလည်းကြက်တဲတယ်အလုပ်ကိုင်းခွင်လန်းနေလည်းအကုန်လုံးအဆင်မပြေဘူးဖြစ်တဲ့အခါမှာအလုံးစိတ်ညစ်ညူးနေတဲ့အခါမှာအာဟို ဒီလိုအချိန်မြင်လွဲတာတွေကဖြစ်တတ်ကြပါတယ်ဟိုဒါမဲ့လည်းဟိုပြောချင်တာကတော့လေအရန်ကြီးဆိုရှယ်မီဒီယာပေါ်မှာအရန်ကြီးဖြစ်တဲ့ဟာတွေပေါ်မှာအရန်ကြီးစိတ်လိုက်မှန်မာကြီးတွေဟိုဆဲတာဆိုတာကြီးတွေတော့မလုပ်စေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ်ဆဲလို့မဟုတ်ဘူးနော်သူများကိုဆဲလဲကိုကြည့်နေတာအစင်မပြေဘူးပေါ့နော်ဟိုဘာဖြစ်လို့ဆိုတော့အလကားနေ့အလကားအခုတို့ဝင်မယူစေချင်ဘူးပေါ့နော်ဘာလို့ဆိုတော့ဆိုရှယ်မီဒီယာမှာကိုကိုတိုင်းလည်းမြင်နေရတာတွေကိုကိုတိုင်းလည်းတွေ့နေရတယ်ပြီးတော့ကိုကိုတိုင်းလည်းအပြင်မှာလူချင်းပတ်သက်တဲ့ဟာတွေရှိတယ်ကွာ ဟိုမှာလည်းလည်းကျော် social media မှာပြန့်နှံ့နေတဲ့90ရာခိုင်နှုန်းကအမှန်မဟုတ်ဘူးဒီအမှန်မဟုတ်တဲ့ဟာတွေ ਨੇ အာကိုကိုတိုင်းဒီဟာတွေကိုလိုက်ယုံပြီးတော့လိုက်ဆဲနေမယ်ဆိုလို့ရှိရင်ကိုပဲစိတ်ညစ်ရမှာဆိုတော့လေဟို social media ကိုဟိုဖြောပြေးတစ်ခုလိုပဲသဘောထားပြီးတော့ပဲကြည့်ပဲကြည့်ဖို့ပဲတင့်တော့တယ်ပေါ့နော်အရင်တော့လို့ပေါ့ ။ဟာပြောစရာရှိရင်ပြောရေးစရာရှိရင်အခုဟာကြတော့စာရှည်ကြီးနေပြီးတော့စာရေးစာကုန်းနဲ့တုတ်တယ်လူတွေလည်းရှိတယ်လေ။အဲ့တော့ဝါတာ။ဟုတ်တယ်ကိုကကိုခွေတဲ့တမီဝင်ခွေလိုက် ပြီးလို့ရှိရင်အစဲခါလိုက်။ကိုကဟိုကဆိုပြီးပြောလိုက်အစဲခါလိုက်ဆိုတော့အေးငါမပြောတာပဲကောင်းပါတယ်လို့ဘာလို့ဆိုတော့ကိုပြောတဲ့အခါကျရင်သူတို့တွေကကိုကိုခွဲချက်စိတ်ပြပြီးတော့စာတွေအများကြီးရေးလိုက်တဲ့အခါကျဟဲ့ตาအရင်ကြီးကိုလေးနှက်သွားတယ်ပေါ့နော်ကိုလည်းအရင်တော့လိုပဲသိရမလားကိုလည်းအရင်တော့ဆိုလဲဒါ ခက်ဆက်ဆက်ပါကိုဒီလိုပြောခဲ့ဆိုခဲ့တာတွေအထာတွေအများကြီးရှိပါတယ်ဒါပေမဲ့လည်းအခုချိန်မှာလူတွေရဲ့စိတ်ဓာတ်စိတ်အခံလေးတွေကနည်းနည်းလေးတွေ sensitive ဖြစ်လာတဲ့အခါကျကိုကိုယ်တိုင်နဲ့ဆင်ခြင်ရမှာဆိုတာသိတဲ့အတွက်ကြောင့်မလို့ပိတ်ထားလိုက်တော့ရအေးပေါ့လေ you know ကလူကိုဘယ်မြင်ရတော့မလဲနော်ပုံစံတွေအဆစအရာရာတွေကလည်းပြောင်းလဲသွားပြီကိုလည်းအမှန်တမ်းပြောမပြောရတာတွေအများကြီးရှိသွားပြီမတက်လေဟိုပြောလိုက်တဲ့ဟာကိုပြည့်ကြီးကျယ်ကျယ်စေတနာလေးနဲ့ကိုပြောချင်တဲ့ဟာလေးကတမျိုး ူတွေနားလဲတာတစ်မျိုးဆိုတော့အမှန်တိုင်းမျိုးကိုလက်တကယ်ပြန်ပြောလို့ရှိရင်စိတ်မကောင်းအဲ့လိုမျိုးဖြစ်တယ်တပါးဆိုတော့တခြားလူတယောက်ကိုဒီလိုမျိုးအာဟိုမကောင်းတဲ့ဘက်ကနေ negative ဘက်ကနေပြီးတော့မြင်အောင်လှုပ်လိုက်တဲ့သူတို့ရဲ့စိတ်ဆန္ဒကိုညင်ညူးအောင်လှုပ်လိုက်မိတဲ့အတွက်လဲကိုကအမှန်တိုင်းပြောရင်စိတ်မကောင်းတကယ်တော့ကိုယ့်ရဲ့ယူရဆက်ကြီးကအဲ့လိုမျိုးတွေမဟုတ်ပါဘူးဟိုအဲ့ဒါကြောင့်ပြောတာပေါ့ social media ပေါ်မှာတကယ်တမ်းဖြစ်တဲ့ဟာနဲ့အပြစ်မှာ တကယ်လက်တွေ့အမှန်တရားရင်းနဲ့မမတူနေဘူးဆိုတာကိုပြောချင်တာပါဟုတ်ဆဲကြရှင်အားလုံးကဝိုင်းဆဲလိုက်ကြပြောကြရှင်အားလုံးကဝိုင်းပြောလိုက်ကြဆိုရင်မဲ့လဲပြောလို့ရတိုင်းဆဲလို့ရတိုင်းလုံးလို့ရတိုင်းနေအာလုံးဖို့မလိုပါဘူးလို့အဲ့ဘလို့မတော့မဟုတ်တကယ်မှန်းတမ်းပြလို့မတော့ဟိုဘလို့ဘလို့ပြမယ်ကိုယ့်ရဲ့စေတနာမမားတဲ့အတွက်ကြောင့်မလို့ဘလို့မတော့မရှိဘူးဒါပေမဲ့လည်းအဲ့လိုလူတွေအရန်ခံစားပြီးတော့သူတို့တွေဆဲတာဆိုတာတွေကိုတွေ့တဲ့အခါကျဟဲ့ ဘာလို့အဲ့လောက်ဖြစ်သွားလဲဆိုတော့ဟိုအော်မှုလေးတော့တခုရှိတာပေါ့နော်ဘာဖြစ်ဆိုကိုကိုတိုင်းဆိုလို့ရှိရင်လည်း Facebook ပေါ်မှာတခုခုကြိုက်လို့ကြည့်လို့အဆင်မပြေဘူးဆိုလို့ရှိရင်ကွာကြော်သွားလိုက်တယ်ဘယ်သူမှပုတ်ခဲ့ပုတ်ခွေထိုက်တိခိုက်တာမရှိဘူးကိုကိုတိုင်းလည်းဘယ်သူမှပုတ်ခွေထိခိုက်စရာအကြောင်းလည်းမရှိဘူးဒါမှမဟုတ်လားဟုတ်တယ် social media ကိုအပြောသဘောနဲ့လည်းမသုံးချင်တော့အတီသဘောနဲ့လည်းမသုံးချင်တော့ဘာနဲ့မှလည်းမသုံးချင်တော့ပြီးတော့ကိုကိုတိုင်းကလည်း social media မှန်သမျှအောင်ကိုက monetization နဲ့ပတ်သက်ရှာနေရလို့လည်းမဟုတ်ဘူးဘယ်မှာမှ monetization လည်းမရှိထားဘူးဘယ်အကောင့်မှလည်း ပတ်စံဝင်အောင်လုံထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့တဖြည်းဖြည်းနဲ့တကယ်အမှန်တမ်းပြောရလို့ရှိရင်လုံစားကင်စားရတာလည်းမပျော်တဲ့အတွက်ကြောင့်မလို့မလုံဖြစ်တာလည်းများပါတယ်အဲ့လိုမျိုးဆိုပြီးတော့လည်းလူတွေကအဲ့လိုမျိုးအလုံးမလုံးပဲနဲ့အဆင်မပြေတာမှမြင်နေရမှသူတို့ရဲ့ခြေနဲ့ကြတာဆိုတော့လည်းဒါပေမဲ့ဟိုကိုနေတောင်းနေပါတယ်အဆင်ပြေပါတယ်ဟုတ် အဲ့ဒါပြောရလေဟိုတကယ်အမှန်တရားမဟုတ်ဖက်နဲ့အရင် Facebook မှာတွေ့တဲ့ post တွေကိုလိုက်ကြည့်ပြီးအရင်မခံစားနဲ့လို့ဘာဖြစ်ဆို page အတူတွေကလည်းအရင်များရတယ်လေဥပမာ media တွေဆိုလဲရှင်တို့တွေလည်းလောက်တာပဲရှင်တို့တွေလည်းမှွေတာပဲနှောက်တာပဲဒီထက်ပိုပြီးတော့မြန်မာပြည်ကမျိုးသမီးတွေမျိုးသားတွေလှကျင်တဲ့လူတိုင်းကိုဒီထက်လှတတ်လှဖို့တက် coolers ကအများရန်ပံ့ပိုးပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်တိုက်ကလာတော့ပလီဖို့တတ်တတ်ဟာကိုမလို့ကျင်တာဆိုရင်ဟုတ်တယ် ဘာမလို့ကျင်တာပါအင်းစင်းနေပြစီရှင်ဟုတ်